Sampin Win Intimacy အခန်းစနစ်အမလီဒေါက်တာတို့ကနော်လိုင်းပေါ်မှာပလူကိုပြန်လို့မလွယ်ဘူးမလွယ်ဘူးသူနာပြူဆရာမလေးဤဟန်ပါပါစနောက်တရားသူခက်တက်တဲ့ရင်းရင်ခေါင်းရနေမိသည်လူနာပါတော့ကြောင့်ကောင်းနာမှာဆင်းရင်လာရင်ရင်သူနာပြူဆရာမလေးများကဝိုင်းနောင်နေကြသည်အကူခံဦးရှင်ကြီးကလူကတောင်ကြောက်ခုကောင်းလားဆရာနဲ့ရှင်းမြေကြဘာမှမပြောဘူးနော်ဟိ ဆရာမတယောက်ပြောတော်စကားကြောင့်သူကြီးလက်စာတော်တက်ပြီးပြုံးမိသွားသည်ခုတော့သူကျွန်တော်ကိုစိတ်ဆိုးနေတယ်ဗျစည်ရင်းကိုလက်စာတက်ခါဘောပင်ကိုကြည်တီကိုအိတ်ခတ်ထဲထိုးထည့်ရင်ပြောလိုက်သည်ကြည်ရတာဒီဆရာမလေးတွေကလည်းသူနဲ့ခံဝူရှင်ကိုရှစ်နေကြသည်ပုံလေးတွေပဲဟဲဘာလို့လဲသူစိတ်ဆိုးအောင်တခုခုလုပ်လိုက်လို့နှာခေါင်းကိုကြည့်ထိုးထားတာရဲတွတ်လို့ ူနှာခေါင်းရဲရဲကိုလက်နဲ့ထိုးပြတော့ဆ ्याम မလေးမြကပွဲကြကြသည်ရှက်ပင်မဲ့ပြတ်တွေးကြည့်တိုင်းရည်စရာကောင်းတာတော့အမှန်အေးဒေါက်တာဟိုဟိုမှာဆယင်းကိုပြန်ဆက်နေတော့သူကဆ ्याम မလေးတယောက်ကတော်စော်တော်စုံနဲ့အဝင်ဝကိုလက်ညှိုးထိုးပြ၏သူလှည့်၍ကြည့်လိုက်တော့ဟင်ဟမကူပိုက်ကမျက်မှောက်ကြီးကျွေးစိုက်ကြည့်နေသူကခံဝှရှိန်မှဟုတ်ပါလိမ့်စား ကိုကိုကသူ့ကိုစိတ်ဆိုးနေတာမဟုတ်ဘူးလားမင်းဆက်ပြောရင်ခံဦးရှိန်စီတို့ပြေးသွားလိုက်သည်အနားရောက်တော့တင်းမာနေသည့်မျက်နှာကြောင့်သူသွားလေးစီ၍မျက်နှာချိုးသွင်းမိ၏ကိုကိုဘယ်တော့ရောက်နေရလဲခပ်ဖြော့ဖြော့လေးမေးလိုက်တော့သူဟာစက္ကနေစိုက်ကြည့်သည်ကြာလာပြီပေါ့မင်းကဟိုမိမ့်မရင်ဘလူးနေတော့ဘဲမြင်လဲကိုကိုတို့တို့ပြောပါကြားတော့ရင် အားနာစရာကြီး မအောင်ုံတမဲပြောနေသောအတန်ကျဲကြီးကြောင့်မင်းဆက်ဆန်လေးပူဝင်သွားသည်ခန်းဦးရှိန်တယောက်စိတ်တူနေသည်မှာတည်သားစွာနှထင်းကျောတို့ကထောက်ထနေ၏ညီပေါင်းခုတဝင်တူနေရလားငါပြန်တော့မယ်အဲကိုကိုနေုံလေခြာကနေလှည့်ပြန်သွားသည်ခန်းဦးရှိန်ကိုလက်ဖြန်ကနေပြန်ဆွဲထားလိုက်ရသည်ပါလဲဆိုသည့်ပုံစံမျိုးနှင့်ချစ်ကံကံပြောင်းရုံနေသောကိုကိုကိုစေယုံခေါမိုးထက်ကစားတော့စားစီတို့ဆွဲခေါ်လာ၏ လစ်တလင်းလင်းတိုက်နေသည့်ရန်ဝန်ထဲမှအဲကွန်အပြည့်ဖြင့် restaurant မှာဆရာဝန်များထိုင်နေကြသည်ခဏလိုက်ခဲ့ပါကိုကိုရဲ့အမလုံအမလုံပဲသူဆွဲခေါ်တာကိုမသိမသာယုံရင်ပါလာသည်စားတော့ဆိုင်ထဲကိုရောက်တော့သူထိုင်နေကြစပွဲမှာခန်းဥရှင်ကိုပါထိုင်ခိုင်းလိုက်သည်ဘာစားမလဲတခင်တခင်ဆိုတော့ခေါ်ကြမျက်စောင်းရရကမကြေမနက်စောင့်ကျင်းလာ၏ ဘာမှမပြောသည်မူဝေတာကို သူပဲကြည့်ချက်မှပြီးခံဥရှင်သည်တို့စကားဆမင်းသည်ကိုကိုကျွန်တော်ကိုစိတ်ဆိုးနေရဆူငါလည်းမင်းကိုစိတ်ဆိုးပြေဝိုင်လို့ပြောပါဦးစင်းယုံသွားမိမနက်ကလာပြီးဒီနေ့မှစ၍ကိုကိုကိုသူသွားမတွေ့တဲ့နှစ်ရက်ရှိပြီမနက်စာပြင်ထားပေးဖို့သာသူရဲ၏ကိုကိုသူ့ကိုပို့ပြီးစိတ်ဆိုးမှကြောက်တော့ကြောင့်အနည်းထိုင်ထိတ်နေခြင်းဖြစ်သည်နှာခေါင်းကအရမ်းနာနေရလား သူ့နှာခေါင်းရရဲ့ကိုကြည့်ရင်ခက်တီတီမိတော့မင်းဆက်မျက်မှောင်လေးကညှိုးငယ်သွားသည်ခန်းဦးရှိန်ကထိုးလိုက်တာကိုစိတ်မကောင်းပုံရသောကြောင့်သူ့အကွက်တော့ဝင်လေပြီနာရာပေါ့ဗျာအသက်ရှူလို့တော့မရတော့စောက်ဘောကလှုပ်ပြီစိတ်မကောင်းဖြစ်တော့လေခန်းဦးရှိန်သည်လက်ပါခြင်းအတွက်ပြန်တောင်းပန်မည်သူမဟုတ်ပါ တောင်းပန်ပန်မတောင်းပန်ပန်သူကတော့အမြဲခွလို့ပြီးသားကိုကို ခုနကလေဆရာမလေးတွေကလိုင်းပေါ်ကကိုကိုနဲ့ကျွန်တော်အကြောင်းပြောရင်းစနေရပါတခြားကပြောနေတာမဟုတ်ပါဘူးမင်းတို့ဘာသူမေးလဲအချင်းလွဲမော်ဆိုတော့ရှင်းပြနေသေးတယ်ကိုဘသူကမေးလဲဆိုတော့သူ့မှာဤလဲလဲခဏကြာတော့ဝေတာကကော်ဖီနှစ်ခွက်နဲ့မုံများလာချပေး၏ငါမင်းစီလာရတဲ့ကိစ္စကငါစီကိုအရင်လိုပဲလာဖို့မင်းကိုပြောချင်လို့ငါမင်းကိုဆစ်ဆိုးနေတယ်ဆိုပေမဲ့ငါမင်းကိုစိတ်မပြေဘူးနော် ဟမ်စကားတွေအရှိန်အောင်မညီခြင်းက तू မစိမ်ဆိုးတော့ပါဘူးဟုတဲဝိုက်ပြောနေတရာနှကန်းတဆူဆူနဲ့ခတ်တီတီပြောသည်ကိုငင်းရင်မင်းဆက်ပြောရတာခေါင်းငိမ်ပြလိုက်သည်တိုက်မင်းကလူပြိုလားခမရလာချပေးသောကော်ဖီကိုတကြိုက်တောင်ရင်မေးချလာတော့ကြောင့်မင်းဆက်မျက်လုံးပြူသွားသည်ဒါဘလို့မေးခွန်းကြည့်လဲ လူမျိုးပေါ့ဗျဘာဖြစ်လို့လဲမသိပါဘူးဒီလောက်လက်ရဲစဲရဲနိုင်တဲ့တိတ်တိတ်ပုံမိန်းမတွေအများကြီးများရှိလားလို့မြင်းဆက်မှာရေရခန့်ငိုရခန့်ဖွင့်ပြောခဲ့သည့်ညာကလောက်ရကြောင့်ကိုကိုကသူ့ကိုလူရှုပ်လူပေးထင်နေပုံရသည်ကိုကိုတယောက်တည်းကြောင့်ဖြစ်လာတဲ့ပြုမှုတွေပါကျွန်တော်ဘောမှာကိုကိုကလွဲပြီးတော့ဘသူတခြားဘသူတယောက်နဲ့မှတယောတစ်ထွေးပုတိပုတ်တမနေဘူးပါဘူး ညင်ညင်သာသာနဲ့တဆုံးပြောချလိုက်ပြီးမှခန်းဦးရှင်ကို အာနာစွာကြည့်ပြီးတော့ဦးခေါင်ကိုခေါင်းငုံထားသည်။ညီနေရသည့်နေရုံဝိုင်းရင်းလေးတွေကနီးရဲနေသောကြောင့်ဆိတ်ဆိုးသွားတာပဲဖြစ်မိ။နေရခတ်စွာဖြင့်သူ့ပကန်းထဲမှစက်သားပြားကျော်ကိုအတုံးတင်းလေးတွေလှိဖြတ်လိုက်ပြီးအပြားလိုက်ရှိနေသောခန်းဦးရှင်ပကန်းနဲ့လဲပေးလိုက်သည်။ရှက်နေတာလားဒေါသထွက်နေတာလားမသိသည့်မျက်နှာရဲရဲကချက်ဖို့ကောင်းလွန်တော့ကြောင့်သူထက်ဆကျင်လာသည်။ ။ခါဝူးရှိန်ဝတ်ထားသောအဖြူရောင်လဲပိတ်ဆွဲတာကိုလှမ်းကြည့်ရင်။အရင်တော့ကကိုကိုကလဲပိတ်နေမဝတ်ပါဘူး။ဒီနေ့မှဘာလို့လဲ။စုကနေကြည်လာသောခါဝူးရှိန်ကြောင့်မင်းဆက်အေဂျင်စိတ်ကိုမနှဲထိန်ထားရသည်။မင်းနှာဝူးထထားလို့ကြိုက်ရရရဲနေရလေခွေးပေါက်ရဲ့မင်းစားခတ်တဲ့တဲ့ရင်ခံဝူးရှင်မျက်နှာလေးကိုသာစိုက်ကြည့်နေမိသည် ဖြူစင်စင်မျက်နှာမှာညခုံးပေါ်ထိကျနေသောသပင်ကောက်တို့ကတလင်းလင်းအချိန်တိုင်းချောမွေ့နေရပဲဗျာကိုကိုကျွန်တော်အဖြစ်မပေးတော့ဘူးလားလာဘာအဖြစ်လဲရင်ကျိမှုအပေါတရဖူစောင်းနာတော့ကိုကြီးကိုဖွင့်ဟမိသည်ကလည်းမလွယ်ကူပါသူနဲ့အပြိုင်စကားကိုလှည့်ပြောနိုင်မှတော့ကကြမြင်တော့မလူချင်ပါဘူးဗျာဖြေပဲလူချင်တာ ပြုံးဆဆနဲ့ပြောတော့မျက်မှောင်ကြီးကျွ၍စိုက်ကြည့်နေသည်လူကသာ စိတ်တူနေတော့လဲဖြူသွဲသွဲလက်ချောင်းတို့ကစိတ်လုံရှာဟန်အချင်းချင်းဆုတ်ထား၏မပေးချင်သေးလဲကိုကိုသဘောပါဗျာခင်းမသွားခင်လေနေ့တိုင်းတွေ့ခွင့်ရကျွန်တော်ကျင်းနေပါပြီသူပြောတော့ဥလင်လေးဖြင့်ခေါင်းငိမ့်ပြသည်ခံဝန်းရှင်ကြည့်ရတာအောင့်တန်တန်ဖြစ်နေပုံရသောကြောင့်သူဘာမှဆက်မပြောတော့ဘဲအစားအသောက်တွေသာထည့်ပေးနေမိသည်ညနေရတာဘာလုပ်တာလဲ ထောင်ရှင်တို့နှစ်ယောက်ကိုကင်မရာရှင်၍ဓာတ်ပုံလှမ်းရနေသောမြပွင့်ကိုယွနုဝေဟောက်လိုက်သည်။ဟဲကပယ်ဖိုတိုလေးဂရုထဲမှာတင်မလို့ဟိဟိဖူဂျိုရှိအကြီးသားဖြစ်သည့်မြပွင့်ကမင်းဆက်တို့နှစ်ယောက်ကိုထိတ်ဆုံးကရှင်နေသူဖြစ်သည်။နေအခုအဲ့ပုံဖြတ်လိုက်နော်မင်းဆက်ကငါ့အပိုင်လို့နင့်ကိုပြောထားရင်လေရွှွင့်ရေနင်မသိရလဲမဟုတ်ပဲနဲ့စွတ်လုံမနေနဲ့ ခအေးအေးနေတတ်သည့်ဖြူစင်ကပါဝင်ပြောသည်မို့ရွှေနုရဲ့ဒေါသကဟုံးကနေငါကဇွတ်လောက်တာမဟုတ်ဘူးနင်တို့ကဇွတ်ရှင့်နေရဒီလောက်ကြားရနေတဲ့ယောက်ျားကြီးနောက်ကဘယ်လိုလုပ်ခင်းပါလဲအမလီဟဲကြားရနေတာဟိုမှခင်းနေတာရိုက်တက်လို့တော့မကုန်ခေါင်းရှိန်ဖတ်တော့မသိဘူးတမင်းဆက်ကကြိုက်နေရအတိတားကြီးမြပွင့်ကပြုံးစီစီပြောလာတော့ယွနုဝင်မင်းဆက်တို့စပွဲဝိုင်းကိုကြည်ရင်တက်တစ်ချက်ပြင်းပြင်းခောက်မိသည် ဖြစ်နိုင် လုံးဝမဖြစ်နိုင်တန်မင်းဆက်ကနုနုညံ့ညံ့နေတော့လဲဘလောက်ထိယောက်ျားဆန်တယ်လဲဆိုတာသူအသိဆုံးမိမတကားနဲ့မပတ်သက်ပဲခက်ရှင်းရှင်းနေတော့ကြောင့်အထင်မှားနေကြပုံရသည်ခန်းဝှရှိန်ဆိုသည့်လူကပို့ဆိုတတူအပြင်းနဲ့စိတ်လေးများပင်တောက်တက်သည့်ခက်ဆူဆူယောက်ျားတရာသူပုံကမိမတကားနဲ့ရောထွေးနေသည့် play boy နဲ့ပင် တူပါသေးသည်ဂိမ်းဆိုတာတွေးကြည့်လို့တော့မရနနုဘလို့ပြောပြောမင်းဆက်ကိုယ်တိုင်ပြောမှငါယုံမယ် နှာခမ်းကိုပြတ်ထွက်မတတ်ကြိုက်ထားလျက်သူမကခတ်တင်းတင်းဆိုသည်တော်ပြီကွာငါဒီတပွဲပြည့်ရေသွားချို့တော့မယ်ဂိမ်းစော်နေရင်လုံးဝကာကညင်းညင်းညူညူဆိုသည်ထို့နောက်ခန်းဦးရှင်ဘေးမှအလူကြော်ကိုနှိုက်စားရင်တစုံတစ်ခုကိုသတိရဟန်ဖြင့်ဒါနဲ့မင်းနဲ့ဟိုကောင်လေးဘလို့လဲဘာလို့ဘလို့ရမှာလဲဘော မသိသလိုလုပ်နေသည့်ခံဥရှင်ကိုခြေတော်ဖြင့်ပစ်ကန်လိုက်သည်။ဘာလဲဆိုသည့်ပုံစံမျိုးနဲ့လည်းပြန်ကြည့်၏။မသိတာကြလို့မင်းမိတ်အဲ့ဒါဆိုလေမင်းကအနီကွက်တည်းကဘဲကောင်းလုပ်သွားတာ။သူမေးဆက်ရင်းမေးလိုက်တော့ခံဥရှင်မျက်နှာကရှဲကနေ။နှာခမ်းကိုဖိကပ်ပြီးဂိမ်းသာဆက်ဆော်နေသည်။ propose လုပ်ထားတာသူကရှက်ရှက်နဲ့ပြောလာသည့်ကောင်တောင်လုံအောင်ကကဟုတ်လာကြည်လာမည်သည့်အကြည့်ဖြင့် ဒီကောင်လေးကအေးမလိုလိုနဲ့တက်သားပဲကြိုက်နေမိဆိုတာရိပ်မိတော့လဲဒီလောက်တော့မြန်မီမထင်ရှက်တရောင်ရောင်ဖြစ်နေတော့ခန်းဥရှင်ကိုတော့သူသေးချာတည်တည်ခန့်ဤမြန်ဝန်းများတွင်ဒီကောင်လေးကိုမလိုလားသည်မဟုတ်တော့လက်ခံခြင်းတွေကအာတာနေသည်ချစ်နေပါသည်ဟုတော့သူအတိအကျမခံမှန်းခြင်းပါဆွေဟုကြွေးကြော်ထားသူတယောက်ကိုအမှန်တရားအကြောင်းပြု၍ဖျားပေးလို့စိတ်သူ့မှာမရှိအချိန်တည်းအရာအလုံးကဖြစ်ပြတ်သွားမိတာဖြစ်သည် အရင်းနီးအောင်ဆုံးသူတယောက်အနေနဲ့တော့ခံပြောနေတာပဲသူမြင်ချင်းသည်တပွဲပြီး၍သူရေချိုးဖို့ရေချိုးကန်နေဝင်သည် ရေပူနဲ့ဆက်ချင်စင်းမရှိတော့ပဲရေအေးကြီးတက်တက်သားခလုတ်ဖွင့်ချလိုက်သည်ရေဘက်မှခက်ဆက်ဆက်ကြလာသည့်ရေအေးဆက်ဆက်များက သူတကူလုံးကိုပြန့်နှံ့စီစဉ်သွားသည် မောလိုက်သောမျက်နှာအပေါ်ရေဆက်များကအလုံးထွေးနေရယူ၏ရေစည်းကြောင်းများအကူအညီဖြင့်မျက်ရည်များကရောနှောကြလာသည်ဒီရပိုင်သူတိတ်ဝမ်းနေနေသည် ဘာကိုဝမ်းနေနေလို့ဝမ်းနေနေမှမသိမတွေ့ချင်း၍ရှောင်းနေရသော သူတစ်ယောက်ကနေနေညာညာသူ့အာယုံထဲမှာတဝဲလေလေသူတစ်ယောက်တည်းပေါ်သေးတော့မဟုတ်မိမတစ်ယောက်ကလည်းအငဲကပ်ပါလာတတ်သည်အာယုံထဲဒီမကအပြင်လောကမှာလည်းဒီမိမကတပူပူသူနဲ့တည့်ရင်းနေတာကိုသိပြီးနောက်ပိုင်းအချိန်တိုင်းလိုလိုလင်းထက်သူအနာရောက်နေတတ်တော့သူမှာသူ့လိုဘာဆွဲဆောင်မှုမှမရှိသည့်ခက်တက်တက်ယောက်ျားတစ်ယောက်အား ။ဤမိန်းကလေးကဘာလို့လိုက်ရှင်နေပါသနည်း။မနိုင်ခင်ကလည်းသူကရှုံးနေသူ။တိနေပြီးသားအရာကိုလည်းပြောင်းလဲခြင်းသည်အကိုကသူ့ကိုယ်ဆိုသိသိမြန်လို့နေသည်။လုံးဝကရေချိုးကနေရန်ကိုမိမိရှိုက်မိသည်။သူ့ဘဝမှာမျက်နှိုးတွေ့တာစရာဟု၍မျက်မျက်ဆဆမရှိခင်။ငယ်စဉ်ကလေးကယဉ်ဤခဲ့သည့်တငယ်ချင်းလေးတယောက်နှင့်လိမ္မာသည့်လောက်အောင်ငယ်သားများပဲထွတ်ထွက်ခဲ့သူကမိသားစုဆိုရလည်းမရှိ ဒီလူတယောက်နဲ့မှ သူ့အယွမှုခံစားနေရတာသူကိုယ်တိုင်ပဲသိသည်။သူပွေခဲ့ရှုပ်ခဲ့သည်များကယောက်ျားတယောက်စီမှအသေးခွဲခံရခြင်းအတွက်အယောအဆများလား။ခံဦးရှိန်ဂိန်းကစားပြီးမောမောနဲ့လုံးဝကိုင်းအိယာပေါ်စင်ခံလဲနေသည်။ပြီးပြီလားအကာ။ရေချိုးကတကဖွင့်တန်းနေအတူထွက်လာတော့လုံအားကားကိုခံမှုရှိငဲကြည့်လိုက်သည်အဟက ပြတ်တက်သွားသောရံဝုံများနှင့်အတူဂရင်ပေါ်မှဝုံကနေဆင်းမိသည်လုံအကာကသူ့လုံရက်ကို နားမလဲစွာကြောင်ကြည့်နေ၏ရေချိုးပြီးတဲ့ပုံစံလားဒါခကြကြဲအော်လိုက်သောခန်းချောင်း ကိုကိုကိုပြန်ကြည့်မိသည်ဝှထားသော ရှက်အဖြူနှင့်ပစိုးအညူကွက်ကရေရင်ရွှေဆွဲနေ၏အာငမိသွားရကွာအဝတ်စားရမချွတ်လိုက်မင်းဒီအပိုင်းစိတ်တွေကကြောက်ကြရနဲ့ အံ့ဩသလိုကြည်နေသောခန်းဦးရှင်ကိုပြေးအားပြေးချောင်းပြောနေတော့လဲခန်းဤမျက်မှောက်များကပူပူစုကြုံလာသည်မင်းနေကောင်းရဲ့လားအရင်တော့ကဘလို့တခါမှမဖြစ်ဘူးပါဘူးမဟုတ်သေးပါဘူးမင်းကောင်းပါလေကွာမင်းကလည်းဖဲငါအဝတ်စားရသွားယူလာအောင်မယ်သူကိုစူးစိုက်ကြည့်နေသောခန်းဦးရှင်ကိုတွန်းဖယ်ရင်းမူမပြတ်အဝတ်အသစ်တွေသွားထုံနေသည် မီရိုထောင်စွန်းမှာတင်ထားသော secret ဘူးကိုယူ၍ခန့်ဝှက်ရှိမမြင်အောင်အိတ်ကပ်ထဲထည့်လိုက်သည်။ကြောင်တောင်တောင်ဖြစ်နေသောခေါင်းကိုတစ်ချက်ရမ်းလာရင်တပြင်းမြင်ရမည်၏။အဖရဂျာနာခမွေးဝင်းနှင့်အခန်းကျယ်ကြီးကတန့်ပြန်နေသည်။ကင်းဆိုင်မှုရာထမှပြန့်ကျဲနေသောခေါင်းများကနေရာတကျစီရီခံထားရသည်။ရောရဲနေသောမှုရာကိုဆန့်၍ရှုပ်ထွေးနေသောဆောင်းကိုပြင်ခောက်လိုက်သည်။ ခေါင်းဖြူဖြူကိုယူ၍မျက်နှာနာကန်နှန်းဆိုင်ပြီးတော့ရလိုက်သည့်ကိုသိန်းနှံကခမွန်းဝင်အာတကယ်ကိုကိုကူနန်လေးပဲ holiday မူမနက်စာနဲ့နေ့လယ်စာလာလို့ပြန်ခန်းဦးရှိန်အင်းတို့သူဆော့ဆော့ထွက်လာခဲ့သည်အင်းရောက်တော့ညကလေးကလုံးဝကားတော့အင်းသွားအိပ်သည်ဆိုသောကြောင့်မနက်စာပြင်းရင်စောင့်နေဖြစ်သည်တခါရဲအခန်းပါလာရှင်ပင်ရင်အချိန်ဖြုံးနေမိ၏ ခေါင်းလေးမှာကန့်ညင်နေသောသပင်ကောက်ကောက်ကွေးကွေးလေးများကိုမြင်တော့တယူတရနဲ့ပေါင်းမီအိတ်ကတ်တဲထဲသိမ်းထားလိုက်သည်ခေါင်းတောင်နာကအဆိုးကွက်ကိုဆက်ပြီးတော့သူဟင်ကနေဖြစ်သွားသည်ညည်ရီကွက်မဟုတ်တော့အဆိုးကွက်မှန်းသိတော့ဟက်ခနေရေချာ၏လူဇိုးကြီးရလေဗျာခုတည်းအိမ်သိရကြတော့လားခတ်တိုးတိုးရေရုံရင်ခေါင်းကိုပြတ်ထားကဂရင်ပေးမှာစပွဲကိုဖုံးတော့ပေးနေလိုက်သည် ရှင်းလင်းနေသောဇပွဲပေါ်မှတခုထဲသောဓပုံပေါင်းလေးကိုယူကကြည့်ပြီးသူ့မျက်ကုံးနှစ်ဖက်ပင့်တက်သွားရသည်။ဆယ်ကျော်သက်အရွယ်ခန့်ဦးရှင်ပေကတီတီတီကြီးပြုံးနေသည့်ကောင်းလေးကလုံးဝကဆိုတာကြည်ရာနဲ့တည်တာလာသည်။လုံးဝကကိုမင်းဆက်မနာလိုတော့ဖြစ်မိသာသူသည်ငငယ်ကလေးကအခုချိန်ထိကုကုနာမှအမြဲရှိနေခဲ့သူပင်ကိုကိုကလည်းလုံးဝကကိုသိချစ်သည်လေ။ဓပုံကိုတေချာဖောက်တော့ပင်ရင်ဇပွဲပေါ်ပြန်တင်ထားလိုက်သည်။ အခန်းကျဲကြီးတောင်ကစာဖတ်စပွဲနာရောက်တော့စပွဲပေါ်ကပပူးရုပ်အသေးလေးပေါ်သူ့အာယုံရောက်သွားသည်ငှက်မွေးအနေတော်လေးငါးချောင်းကိုပူရှက်ထားဟန်တွလုံးနာသည့်ရုပ်တုလေးကိုကန်ကြည့်လိုက်သည်တည်တည်တတ်တတ်တွလုံးထားသည့်အယုတ်ကချစ်ရထစ်ရမရှိပဲပြောင်းချောနေ၏ဒုတိယငှက်မွေးလေးကနည်းနည်းစာနေဟန်ရှိသောကြောင့်ကန်ကြည့်လိုက်မိသည်လှုပ်လီလှုပ်လဲခန်းဆောင်မှုကိုအထီးတွေကတည်ဆောင်လာပြီးနောက်မှာတော့သူ့ငှက်မွေးကိုသူ့လက်ညှိုးဖြင့်တိကနေဖိချမိသွားသည် ဂျလောက်ဟူသောမြည်တမ်းနှင့်အတူစပွဲနောက်မှနယံကြီးကတဖြည်းဖြည်းရွှေ့လာသည်အံ့အားတင်သွားသောမြန်ဝိုးညူညူများနှင့်မင်းဆက်ချစ်တလန်းနောက်ဆုံးမိသွားသည်ဘာဘာကြီးလဲဒီလိုမြင်ကွင်းမျိုးကိုရုပ်ရှင်ထဲမှသာမြင်ဘူးသူဖြစ်ကြောင်းခဟဟဖြစ်နေသောနှကန်းတစုံကတက်သေးထူသည်အလုံးစုံရွှေ့သွားခြင်းနောက်မှာတော့အပေါက်ကြီးတစ်ခုကရှင်းရှင်းလင်းလင်းပေါ်လာသည် သူ့အပေါက်ကြီးထဲကိုလှမ်း၍ကြည့်လိုက်လေတော့အထက်မှာလှေကားတစ်စုံမဝင်သင်မန်းတည်တော့လဲစူဆန်ချင်းစိတ်ကပိုရေးပြင်းပြနေတော့ကောင်းလေလေကားတွေတစ်ထစ်ပြီးတစ်ထစ်ဆင်းလိုက်တိုင်းအမောင်သူကြီးကပူပူကြည့်ဆိုလာသည်ဆယ်တက်တက်မနေဆင်းလာပြီးဒီနေရာတွင် လေကားဆုံးသွားသည်မိမနယံကိုရှိလို့ရှိညာဆန့်ဖြီးကြည့်တော့သူမျောလင့်ထားသလိုမိခလုတ်တစ်စုံရှိနေ၏တောက်ကနေမိဖွင့်လိုက်သည်နှင့်အတူဟောကန်ကျဲကြီးကသူ့ရှိမှဝါကနေ အခန်းကျဲကြီး၏နေရန်ရှိမှာတော့ဇပွဲကြီးတစ်ခုနဲ့ဇပွဲနောက်မှာတော့စုံလဲကလထိုင်တစ်ခုစုံလဲကလထိုင်နောက်မှာနေရန်ဖြူဖြူတွင်တော့လက်တံများနဲ့အမဲရောင်ပင့်ကိုအကြီးစားပုံကိုရေးဆေးများဖြင့်အနုစေ၍ဆွဲထားသည်သူအမဲရောင်ပင့်ကိုကြီးကိုငဲရင်ခံဟုရှိရင်လဲကုန်းမှပင့်ကိုအိမ်ခကြီးကြီးတအတူကိုတတိယသွားသည်အစင်းမြင့်စွာပုံဖော်ထားသောဇပွဲတွင်အံဆွဲပေါင်းများစွာရှိနေသည်အံဆွဲတစ်ခုကိုစူးစမ်းခြင်းစိတ်ဖြင့်ဆွဲခွင်ကြည့်တော့ ဟင်လူသေးစေနိုင်သောလက်နက်ပေါင်းစုံကို ကြည့်၍အသက်ပင်မရှူရဲတန်ကြုံချင်းကြုံများနဲ့စူးချွန်တက်ထားသောတန်တုပ်အကြီးများစုခပတ်များနဲ့ကျိုးကွင်းကျိုးတုံများကိုခြောက်ခြားစွာမြင်နေရသည်မင်းဆက်တရင်တစ်ချက်မြူချလိုက်မိ၏နောက်အံဆွဲတစ်ခုကိုဖွင့်ကြည့်မရတွေ့လျရသည့်အတူအရှိတနက်များစွာကြောင့်သူနှကန်းများကအံ့ဩမှုကြောင့်ဝမ်းဆက်သွား၏ဒါ ဘာတွေရလက်နဲ့အစ်စ်များပင်တရံမဝင်ကနေခြင်းကြောင့်တော်ယုံတယုံဂိုင်းကာနာတခုမဟုတ်တခြားအန်ဆွဲများလည်းနေတူပင်မို့မင်းဆက်ကြည်ရမှာပင်ကြောက်လာသည်ဟောကန်တလျှောက်ကအခန်းငယ်များကိုတော့သူဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်သည် ကြည့်မယ်ကြည့်တော့အဆုံးထိကြည့်ကြတာပေါ့ချစ်သူကဘာတွေလောက်ကနေတလဲဆိုတာတော့သိတဲ့နေမလားသူအန်တိန်လေးရဲ့အခန်းတစ်ခုစီခက်မြန်မြန်လှမ်းဝင်လိုက်သည် ဂျက်ဖာဘုံများတန်တစ်တာများနဲ့ဂုံဒီအိမ်များကအခန်းအလုံးတွင်ပြည်နေသည်ဘာပဲဖြစ်ဖြစ်မဟုတ်လဲတိမာပဲဟုစဉ်းစားမိကပုံပေါ်ကတ်ထားသောတိတ်မဲတို့ကိုဆွဲခွာတော့သည်အဖုံပွင့်သွား၍ပေါ်လာသောပစ္စည်းများကိုမြင်တော့မင်းဆက်အသက်ရှူရမတက်ဖြစ်သွားရသည်မြင်လဲရသော WY ဝိတ်တွေကအထလိုက်တခြားဆေးတွေပါတွေ့ရတော့လဲသူနမယ်တွေတော့အတိအကျမသိမူးယစ်ဆေးဝါးများဖြစ်ပြီးတော့သိကြပါသည် ဆရာဝန်တယောက်ဖြစ်၍ဒါမျိုးတွေကို သူမသိစရာအကြောင်းမရှိ ထို့ပြင်ဒီပစ္စည်းများဖြင့်ပိုး၍ရင်းနေသည်မှာအတိကကဖခင်ကြောင့်ပဲမူကြီးရဲ့အထူးပြုဖြစ်သောဖခင်ကြီးကသူ့ကိုငငယ်ကလေးကဒီအကြောင်းတွေနဲ့ပတ်သက်၍ရိုက်သွင်းခဲ့သည်မူကြီးစေးသုံးဆွဲသူမပြောနဲ့မူကြီးစေးအကြောင်းပေါပေါတီတီပြောတတ်သူကိုတောင်အပေါင်းအသင်းမလုပ်ခိုင်းခဲ့မင်းဆက်မျက်တောင်ပင်မခံနိုင်ဒီလောက်ပမာဏဆိုရင်အပျော်သုံးဆွဲတာမျိုးမဟုတ်ပဲစီးပွားရေးလုပ်နေတာသိကြသည် ကိုကိုရဲ့ဟိုတယ်ကိစ္စရံအကြောင်းရှိမှတမကရှန်ကလှုပ်ဆောင်တတ်သူအလုတ်အကရေးရရမရှိပဲအမြင်အလတ်နေတတ်သောជីជីတဲ့ချမ်းသာသည့်ခြေရာသူကိုမျက်လုံးနဲ့မြင်ရမင်းသူရှင်တွေနာလာသည်ဒါတွေကိုဘယ်တော့နဲ့ရလုံနေရလဲဇဘာဘုံကိုပြန်ပင်းရင်မျက်ရည်ဝဲလာသည့်မျက်ဝန်းများကိုခက်မြမြပုတ်ခတ်လိုက်သည် ီလိုမှုတွေတက်တဲ့နေတကဖမ်းမိပါက မင်းဆက်ဆက်မစင်းစားကျင်တော့ပါနေရန်တောက်နာက တကားတစ်ခုကို တွေ့ရဖွင့်ဝင်လိုက်တော့သူအေးကနေဖြစ်သွားသည်အေးပြေရောက်သွားသည်ပဲထွက်ပေါက်တက်တဲ့ခဝေးဝေးတွင်အလုသမားတန်လျာကချန်စီယိုနဲ့ကလေးရှိနေသည်တီချာကိုနီးစနစ်ကြတဲ့အဖွဲအစီပင်မင်းဆက်အိမ်ပေါ်ကိုခက်အေးအေးပြန်တက်လာသည်စပွဲပေါ်ကငှက်မွေးပပူကိုအပေါ်ပင်ပစ်တင်လိုက်တော့နေရန်ကသူ့အလိုလိုပြန်ပိတ်သွား၏ ီလိုလုပ်တွေ तू မသိအောင်လုပ်နေရတာပြင်းမှန်းပါပဲခယူနာစိတ်နဲ့ပို့ပြီးတော့တော့အချစ်ပူရပါလားကိုကိုရဲ့အဖြစ်ပြက်အာလုံးကို ပြန်စီပြီးနောက်မှာတော့ तू ဝမ်းနဲ့စွာလက်ခံလိုက်ရသည်ကိုကိုက तू စိတ်ကူးတဲ့တောင်ထဲမတွေ့ရသည့်အလုပ်တစ်ခုကိုဥဆောင်လုပ်ကင်နေသည်တယ်ခဟူးရှိန်အိမ်ပြန်ရောက်လာတော့မိဖို့ကြောင့်တည်းဟင်းဝင်ချက်နေသောကောင်းလေးကို တွေ့လျရသည်။သူမျက်မှောင်ကျုံရဲ့ဆိုဖာပေါ်တစ်ခုလုံးပြစ်လဲချလိုက်တာ ဘာလုပ်နေရလဲတိုင်။နှိမ့်လဲစာချက်ပေးနေတာကိုကိုကနှိမ့်လဲမှပြန်လာတာကို။အော်တခွန်းသာပြောပြီး TV ဖွင့်ကြည့်နေလိုက်တော့ခံဟုရှိသည်။မင်းဆက်ဖားချက်ချက်ဘယ်တော့မှညင်ညူလည်းမရှိ။သူချက်သမျှကြိုက်ကြိုက်မကြိုက်ကြိုက်စားရှာသည်။အပြင်စားရင်တိတ်မစားနိုင်ဟုတတိပေးထားတော့လဲစကားနာထောင်၏။ကိုကိုသူမင်းဆက်ပြလိုက်တော့မင်းဆက်ကအသေးရွက်တည်းလှီးနေရင်ဆက်ပြောသည်။ ကိုကိုခနာကူမှလေတတူးတွေကဘယ်နှခုရှိရလဲလေကုတ်မှာတစ်ခု လမောင်းနှစ်ဖက်မှာနှစ်ခုလက်ဖြက်မှာတစ်ခုရုပ်ရှင်ကြည့်နေရင်ဘာမှမဖြစ်သလိုအေးဆေးဖြစ်နေသောခံဥရှင်ကိုမင်းဆက်အာမရတစ်ခုခုကိုထိန်ချန်ထားသလိုခံစားနေမိသည် ဖေကြီးအမြင်ပြပြနေကြမှုဂိုင်းအမတ်သားတစ်ခုကဥဆောင်သူမှထက်ရှိနေနိုင်သည်သူအမတ်သားကိုအကြံပြု၍မူရင်ရဲများကခြေရာခံရသည် လေကုန်းမှပင့်ကူအိမ်ပုံတတူးကို သူလှမ်းကြည့်လိုက်သည်ပင့်ကူမြင်များကပါလျရ၍ကျဲနေသောကြောင့်ခမွေးဝေးမှကြည်လျင်တော့ပင့်ကူအိမ်မှန်လုံးဝမသိတာဒါပဲလားကိုကိုခံဦးရှင်သူ့ကိုမျက်လုံးလိုက်၍လှမ်းကြည့်သည်မင်းဆက်ပြန်ဆိုင်ကြည့်လိုက်တော့ကိုကိုဤမျက်စံနှမြကရုတ်တရက်လှုပ်ခတ်သွားသည်ဒါပဲပေါ့ ူကိုခက်မြမြန်ဖြေပြီးချက်ချင်းအကြည့်လွှဲသွားသည်ခန္ဓာကိုယ်ရှေ့ပိုင်းမှာတော့နောက်ထပ်ဘာမှမရှိကြောင်းစေယုံမှအဝလဲတော့ငါသူမြင်ခဲ့သည်နောက်ကျတော့သူလည်းမမြင်ဘူးဝင်မပြောတတ်စားလို့ရပြီကိုကိုဟင်းတွေကိုစပွဲပေါ်ပြင်ဆင်ပြီးပြီးလှခေါ်တော့လဲခန်းဝှရှင်ကမလုံမရှာအကြီးက TV ကိုပို့ထားတော့လဲရုပ်ရှင်ကြည့်မနေမှသူသိသည် ကြောက်ရွံ့လိုတောက်နေသောခဟူးရှင်ကိုသူလှမ်းဆူဆက်နေသည်မှာတော်တော်ကြာလိမ့်ပြီ။မင်းငါ့ကိုကြောက်သွားပြီလား။ရွံ့သွားပြီလား။တလုံးချင်းခတ်တူတူရေရွနေတော့လေ။နကူအတန်ကျဲသူကြောင့်အကုန်ပိသားစွာကြာနေရပါသည်။သူခံဥရှိန်ထိုင်နေသောဆိုဖာပေါ်ဆွေကနေဝင်ထိုင်လိုက်၏။ကိုကိုကျွန်တော်ကြည့် လက်များကိုဆွဲကင်ထားတော့လဲခံမှုရှိမယုံပါပြန်ရောက်မလာတော့အကြည့်အစုံကြောင့်မင်းဆက်တက်ပြင်းချမိ၏ကုကုဘာသာဘာပဲဖြစ်နေဖြစ်နေဘယ်အချိန်နေဒီပဲရောက်ရဘာတွေပဲလှုပ်လှုပ်ကျွန်တော်ကုကုနာမှာအမြဲရှိနေမယ်ကုကုပေါ်ထားတဲ့ကျွန်တော်ရဲ့မြင့်တာကအရင်တော့ကလည်းမပြောင်းဘူးခုလည်းမပြောင်းဘူးနောက်လည်းပြောင်းလဲလာမှာမဟုတ်ဘူးညနာကိုအောက်ချလျက် ခေါင်းငိမ်ပြသူသည်သူတည်သောခံဥရှိနေတာမတူပါကျွန်တော်ကပြည်သူကျိုးဝင်စောင့်ထမ်းနေတဲ့ဝန်ထမ်းတယောက်ဖြစ်လို့တင်ငယ်နေတာလားကိုကိုကျွန်တော်အချိန်နေရအခုကဘာမှမဟုတ်သေးဘူးမိဘရဲ့အရေးအောက်မှာနေနေရတဲ့စေယောင်ဝန်ထမ်းတယောက်ဒါပေမဲ့ကျွန်တော်ကိုကိုကိုကာကွယ်ပေးနိုင်တဲ့အချိန်နေတိရအောင်ကြိုးစားပါမယ်ကျွန်တော်ကိုကိုကိုစောင့်ရှောက်မယ်ကိုကိုထက်ငယ်တဲ့ကောင်လေးတယောက်အနေနဲ့မဟုတ်ဘဲနဲ့ယောက်ျားတယောက်အနေနဲ့ပေးတဲ့ကိရိပါ လေးလေးနက်နက်ပြောနေသည့်ကောင်းလေးကိုခံဝှရှိန်မောကြည့်လိုက်သည်။လက်ပြမလုံးသူမှုဘာစကားမှပြောမထွက်ပါ။အောင်နှခမ်းကိုဖိကိုက်ထား၍တိမ်ငယ်စွာစိတ်မကောင်းဖြစ်နေသောကိုကိုကိုမင်းဆက်ထွေးပွေလိုက်သည်။ကြောပြေတစ်လျှောက်ကလေးတစ်ယောက်လိုချော့သိသည်လိုခက်ပြေးပြေးပုံနေမိ၏။လက်ငနေကြလာသောမျက်ရည်တစ်ပေါက်ဟာခံဝှရှိန်ကောင်းမိထားရာမင်းဆက်၏ဆွတ်တာရဲသို့စင်ဝင်သွားသည်။ကျွန်တော်ကိုကိုကိုချစ်တယ်။ ဒါထာဝရအတွက်ပါနေဒိုးတံများကြမှာစကားတံဖြစ်ဖြစ်သည်တစ္ဆာဟုသောခေါင်းစဉ်အောက်မှပါမလေးသာဖြစ်သည်